္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဦးဆုံးသတင်းတပုတ်ကတော့ဖိလစ်ပိုင်နိုင်ငံတွင်တိုက်ခိုက်ခဲ့သောတိုင်ဖုန်းခါမဲဂီကြောင့်လူပေါင်း124ဦးအနည်းဆုံးသေဆုံးခဲ့ရပြီးလူပေါင်း128ဦးဟာပျောက်ဆုံးနေစေဆိုတဲ့သတင်းမဲ့ဖြစ်ပါရရှင်ဒါအပြင်ထိုမုံတိုင်းဟာထပ်မံအကောင်လာကဗီယက်နမ်နိုင်ငံတို့လည်းဥတီရရှာလျက်ရှိနေပါရရှင်ဒုတိယသတင်းတပုတ်ကတော့ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့ပါပါဝင်တဲ့နျူကလ িয়ার လက်နက်ဖယ်ရှားရေးအစီအစဉ်အတွက်လုပ်ငန်းရှင်တရက်အားဆောင်ရွက်နေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းမဲ့ ဲ့ဖြစ်ပါတယ်ရှင်။ကမ္ဘာလုံးဆိုင်ရာလက်နက်တပ်စီရင်စီးမြင်ဥပဒေသင်များအားပြောင်းလဲရန်အတွက်ရည်ရွယ်နေတာပဲဖြစ်ပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်ကတော့မြောက်ကိုရီးယားနိုင်ငံဟာအမေရိကန်နိုင်ငံရဲ့အရေးယူပိတ်ဆို့မှုများဖြင့်ရန်စခံလိုက်ရကြောင်းနှင့်ထိုအရေးယူပိတ်ဆို့မှုများကိုပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်းမြောက်ကိုရီးယားနိုင်ငံကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဒါ့အပြင်လက်ရှိအမေရိကန်နိုင်ငံ၏ဗျူဟာများကြောင့်၎င်းတို့နိုင်ငံ၏အခြေအနေများကိုလည်းပြောင်းလဲပေးသွားမှာမဟုတ်ကြောင်းသတိပေးပြောကြားလိုက်ပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဟောင်ကောင်နိုင်ငံမီဒီယာကုမ္ပဏီကြီး၏တထေးကြီးဖြစ်တဲ့ချီမီလက်အား ောင်ထဲမှလွတ်ပေးရတဲ့အတွက်တမရထရန်ကတမရရှိချင်းဖင်အားဖိအားပေးတောင်းဆိုလိုက်ကြောင်းသတင်းအရင်းမြစ်များမှသိရပါရရှင်အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အခြေအနေတင်းမာမှုများမြင့်တက်လျက်ရှိနေတဲ့ကြားထဲကပဲယခုလိုတောင်းဆိုလိုက်တာပဲဖြစ်ပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဖီဂျီနိုင်ငံ၏အကြီးတဲ့ UN ကိုယ်စားလှယ်ကြီးတဦးကယခုအပတ်အတွင်းတိုက်ပေတို့လာရောက်မည်ဖြစ်ကြောင်းထိုင်ဝမ်နိုင်ငံဘက်ကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ဖီဂျီနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြားတရဝင်းဆက်ဆံရေးခိုင်မာနေတော်냐လဲပဲအခုလိုလာရောက်မှာဖြစ်ပြီးထိုင်ဝမ်နိုင်ငံ၏ဒုသမ္မတနှင့်တွေ့ဆုံကြမှာပဲဖြစ်ပါရ she?